ဒုရီရဲ့ဆေးရိုက်တွေချောင်းမို့လို့လောကကြီးတစ်ခုလုံးဟာကတ်ဆိုင်တာပဲဖြစ်တယ်။ဒါမို့ကံနဲ့ဆက်ဆက်အရာခသိဟာကံနဲ့ဆက်ဆက်ဘလို့ဆက်ဆက်တုံးဆိုမြတ်စွာဘုရားလည်းဒါတွေကိုခေါ်ထားတာပါ။လူတွေရဲ့လုံရဟာမင်္ဂန်နဲ့လမ်းကြောင်းကိုလူတွေတွေးဖီးလာပြီဆိုလို့ရှိရင် လူတွေကိုတန်ခတ်တဲ့အနေနဲ့သဘာဝတရားကြီးကလည်းလူတွေကိုပြန်ပြီးတော့ဒုက္ခပေးလာဒုက္ခပေးလာလို့ကတ်ဆိုတဲ့သဘောတရားဟာကပ္ပဆိုတဲ့စကလုံးကလာကပ္ပဆိုတာအချိန်ပိုင်းအတိုင်းအတာတစ်ခုအချိန်အတိုင်းအတာတစ်ခုကိုကပ္ပလို့သူတို့ခေါ်တယ် ဩကတကရောကျူးထဲမှာဆိုတဲ့ရှိကြတယ်အပယ်၄ပါးကတ်၃ပါးဆိုအကတ်၃ပါးဆိုတာမိုးခေါင်လို့စိုက်လို့ပြိုးလို့မရတဲ့အခါမှာလူတွေရဲ့စမ်းနှက်ရိုက်ခါဖူလုံမှုမရှိတာဖူလုံမှုမရှိခြင်းကြောင့်လူလောကဟာ ငတ်မွချင်းဆိုတဲ့ဘေးနဲ့ကြုံတွေ့ကြအဲ့ဒီငတ်မွချင်းဆိုတဲ့ဘေးနဲ့ကြုံတွေ့ခဲ့တာဟာဟိုရှိတုန်းကတည်းပုံမြင်နေတယ်ပါတာမဟုတ်ဘူးအလုံးသိကြမှာပဲနှစ်ပေါင်းများစွာမကြာခင်တော့ကအနှစ်20ဟိုဘက်လောက်ကလေးပေါ့အဲ့လောက်လို့ထင်ရအာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့အီသီယိုးပီးယားမှာအင်္ဂါဘေးဆိုင်တာ ဝါလင်အောင်မစားကြရတဲ့ကလေးတငယ်တွေဟာမျက်လုံးကြောင်ကြောင်လေးနဲ့မတ္တမသနာစွဲအနေထားမျိုးရရှိချာလူတွေသေးကြတယ်အဲ့ဒါကိုစာပေမှာဒုဖိခန္ဓာကလို့ခေါ်တယ်အဲ့ဒီဒုဖိခန္ဓာကဆိုက်ချင်းဟာလည်းတဘာဝကြောင့်ဖြစ်တယ်လို့တော့ပြောလို့ရတယ်သို့တော့ဒီလိုကြုံတွေ့ရခြင်းဟာ လူတွေပြုတ်လုချင်းကြောင့်ပဲဖြစ်တယ်လူတွေရဲ့ကံကြမ္မာနဲ့ဆက်ဆက်နေတယ်လောရနဲ့ကြည့်မယ်ဆိုရင်မိုးခေါင်လူတွေဟာတပင်းနေများစွာခုတ်တယ်လှဲတယ်လောဘတွေချီးပြီးတော့လောက်ကြတယ်ဆိုအဲ့ဒါတွေရဲ့ဒဏ်ခတ်မှုကြောင့်မိုးခေါင်ချင်းဆိုတာဒီလိုလေဖြစ်တယ် မြတ်စွာဘုရားထောက်ပြတဲ့အကြောင်းအရာနဲ့ပြောမယ်ဆိုရင်လောကမှာဥစည်းဥဆောင်ပြုလုပ်နေကြတယ်နိုင်ငံတကာမှာကိုယ်နိုင်ငံနဲ့ကိုယ်အတီးအီးခေါင်းဆောင်နေကြတယ်ခေါင်းဆောင်ပုဂ္ဂိုလ်တွေဆိုအဲ့ဒီဘောင်းခေါင်းဆောင်ပုဂ္ဂိုလ်တွေကတရားဥပဒေနဲ့အညီမကျင့်သုံးပဲနဲ့အာရမမတရားမှုတွေနဲ့တွားနေပြီဆိုလို့ရှိရင် သူ့ရဲ့ဝန်တန်းတွေကလည်းမတရားမှုတွေနဲ့တွာလာတယ်။ခေါင်းဆောင်ဟောတရားကင်းမဲ့လာတဲ့အခါကျတော့နောက်လိုက်တရားလည်းတရားကင်းမဲ့လာ။အဲလိုဟုတ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကတရားကင်းမဲ့လာတဲ့အခါတိုင်းသူပြည်သားတွေကပါလိုက်ပြီးတော့တရားကင်းမဲ့တဲ့အနေထားမျိုးရောက်လာ။အဲလိုတရားကင်းမဲ့သွားတာဟာဒါသဘာဝကြီးတစ်ခုအနေနဲ့ပြောတာ။ မြတ်စွာဘုရားဥပမာပေးဟောတဲ့နေရာမှာရှေ့ဆောင်နွားလာကောက်ကောက်သွားကနောက်နွားတက်တိုက်ကောက်ကောက်လိုက်ရှေ့တဆောင်နွားလာအဖြောင့်သွားမှနောက်သွားနောက်နွားတက်တိုက်အဖြောင့်လိုက်ရှေ့ကသွားတဲ့နောက်လိုက်ကြတာပဲလူလောကကြီးကရှေ့ကလှုပ်တဲ့သူကိုကြည့်ပြီးလှုပ်ကြလှုပ်ကြတဲ့အခါကျတော့လူတွေကတရားပြက်လာအဲ့ဒီတရားပြက်လာတဲ့ တရားပြက်မှုကိုအကြောင်းပြုပြီးတော့မိုးလေဝသတွေကမမှန်မကန်ဖြစ်တယ်တဲ့မမှန်မကန်ဖြစ်တော့လေတိုက်ခတ်မှုတွေကလည်းမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိတဲ့အခါအကြောင်းတစ်ခုကဘာဖြစ်လဲလို့ဆိုရင်ကောင်းကင်ယံမှာလူသားတွေရဲ့မျက်စိနဲ့မမြင်နိုင်တဲ့နတ်တွေနေထိုင်တဲ့ပုံပိမှန်တွေရှိတယ်သူတို့ကလည်း လူပြည်မှာမြို့ပြတွေစီမံကိန်းတွေထားတယ်လို့ပဲသူတို့လည်းစနစ်တကျဖိမှန်နေရတီရှိပုံကစနစ်တကျရှိတယ်တဘာဝလေတွေတိုက်ခတ်တဲ့အခါမှာဖုံမိမ့်မှန်နေဘက်ကိုမတိုက်ဖဲနဲ့ဖုံမိမ့်မှန်မရှိတဲ့နေရာလမ်းကြောင်းတွေပေါ်မှာလေကတိုက်တယ်ပုံမှန်အားဖြင့်ဆွေးလေသွားတဲ့လမ်းကြောင်းကတတ်တတ် အဲ့ဒါလို့မဟုတ်လူတွေအကျင့်တရားပြက်လာတဲ့အခါကျတော့လေသွားတဲ့လမ်းကြောင်းတွေကပျက်စီးလာပျက်စီးလာတဲ့အခါမှာလေကတိုက်ချင်တိုက်တဲ့အခါနတ်တွေနေတဲ့ပုံမိမ့်မှန်တွေဟာတိမ့်တိမ့်တုံခါလာတော့နတ်တွေဟာစိတ်ပျော်ရွှင်မှုမရှိကြဘူးလူပြည်မှာငရင်နှုတ်တယ်လို့ပဲသူတို့ပုံမိမ့်မှန်တွေလှုပ်ခါရမ်းလာပြီဆိုရင်သူတို့ရဲ့စိတ်နေတွေဟာတုံလှုပ်ချောက်ချားလာတယ် တုံလုံးခြောက်ချားလာတဲ့အခါမှာအဲ့ဒီထဲမှာမိုးတိမ်ကိုစောင့်တဲ့နတ်တွေတို့ရာသီဥတုကိုထိမ့်နိုင်တဲ့နတ်တွေတို့ဟာစိတ်လက်မကြည်မသာဖြစ်တဲ့အခါကျတော့မိုးခေါင်းတာဆိုတာအကြောင်းတစ်ခုအနေနဲ့ပါတယ်။ဒါလည်းအကြောင်းတစ်ခုအနေနဲ့ပါဒီတစ်ခုလည်းတော့မဟုတ်ဘူး။အဲ့ဒါလူတွေနဲ့ဆက်ဆက်နေတဲ့အကြောင်း အဲ့တော့မိုးခေါင်လာပြီဆိုရင်လူပြည်မှာမိုးလေဝသမမှန်ကန်သည့်အတွက်ကြောင့်စိုက်တဲ့သီးနှံတွေမှာဘာဖြစ်လာအစီဩဇာတွေပြည့်ပြည့်ဝဝမရအစီဩဇာတွေပြည့်ပြည့်ဝဝမရတဲ့အစာတွေကိုစားကြတဲ့လူတွေဟာယောဂဗေယထူပြောလာတယ်လို့ဒီလိုဆိုတယ်ကြောင်းကျုပ်ဆက်နေတယ်ကြောင်းကျုပ်ဆက်တယ်အဲ့တော့လူတွေလှုပ်တဲ့လှုပ်ရက်က လူတွေကိုပြန်ထိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒုဗိခန္ဓရလို့ဆိုတဲ့အစာရေစာခေါင်းပါမှုဖြစ်တယ်ဖြစ်လာတဲ့အခါမှာရှိလာတဲ့သီးနှံကလည်းပဲလူတွေရဲ့ဒီနုပြုံမှုတို့အသက်ရှင်မှုကို မထိန်နိုင်ဘူးအစာအစာတွေဟာမထိန်နိုင်သေးတဲ့အတွက်ကြောင့်လူတွေဟာငငယ်ရွယ်နဲ့အိုယုတ်အိုရည်တွေဖြစ်ပြီးတက်တန်းနေတိုးလာတယ်လို့ တတဆိုတယ်အေးဒီလိုငတ်မုတ်ခေါင်းမချင်းရဲ့နောက်မှာဘာလိုက်လာတော့ဆိုရောခန္တရကတဲ့ယောဂဖြစ်လာခဏခေတ္တပြောမှာပေါ့ဗိုင်းရပ်စ်ပိုးကြောင့်လို့ဒီပိုးကဘယ်ရောက်လာတော့ကမ္ဘာလောကကြီးထဲမှာဗိုင်းရပ်စ်ဆိုတဲ့အရာက တကယ်ရတော့တက်ရှိသရဝါမဟုတ်ပါလူတွေအနေရပြုတ်ဖို့ဖြစ်ပေါ်လာတဲ့သဘာဝတရားတစ်မျိုးသာလေဖြစ်တယ်ဗိုင်းရပ်ဆိုတာပိုးလို့ခေါ်ပြီးမယ်လို့ပိုးမဟုတ်တကယ်ရတော့တက်ရှိသရဝါမျိုးမဟုတ်ဘူးသို့သောလူတွေရဲ့ခန္ဓာကိုယ်ရဲ့ရောက်သွားရင်ဒုက္ခပေးတဲ့အရာတွေပေါ့အဲ့တော့လူတွေလုံးရနဲ့ဆက်ဆက်ပြီးတော့လူတွေမှာယောဂဝေဒနာတွေဖြစ်တာ တို့ယောဂပြောက်ဖို့ဆေးတွေတွေ့ထွင်လိုက်လှုပ်လိုက်ရပ်သွားလာလို့ဆိုမရဘူးနောက်တစ်မျိုးဝင်လာနောက်တစ်မျိုးဝင်လာနောက်တစ်မျိုးဝင်လာတယ်တီတီထွင်ရင်တီထွင်ရင်ကာကွယ်ရင်ကာကွယ်ရင်နဲ့ပို့ပို့ပြီးတော့ဆိုးလာတဲ့အနေအထားမျိုးတွေရောက်ရှိလာတယ်ပေါ့ဒါတွေဟာလူတွေရဲ့လုံရက်နဲ့ဆက်ဆက်တယ်ခုနဲ့တိုင်းပဲပြောတဲ့တိုင်းမလုပ်ဘူးလုပ်တဲ့တိုင်းမပြောဘူးကောက်ကျစ်တယ် လိမ်ရတဲ့ဆိုတဲ့သဘောတရားတွေဒီလိုထိခိုက်နေတာမျိုးတွေကိုဖြစ်စေတယ်ဆက်ဆက်နေတယ်လို့ပြောဘောကနောက်တစ်ခုကတော့လူတွေအချင်းစာရိတ္တနဲ့ပတ်သက်ထားလိုက်ပါတယ်အတ္တမရာဂဝိသမလောဘမိစ္ဆာဓမ္မလို့ဆိုရတရား၃မျိုးလူလောကထွန်ကားလာတယ်ဒီကနေ့ခေတ်မှာဒါအလုံးသိကြတဲ့အရာတစ်ခုပဲ အတ္တမရာဂဆိုတာမဖြစ်နဲ့မဖြစ်တိုက်တဲ့စိတ်နေသဘောဓာတ်တွေဖြစ်ပေါ်လာတာကာမဂုဏ်အာယုန်တွေနဲ့မဖြစ်တဲ့နေရာတွေမှာဖြစ်ပေါ်လာတယ်ဝိသဘလောဘဆိုတာဖြစ်တဲ့နေရာဖြစ်အောင်တော့အလွန်အကျွံဖြစ်လာမိစ္ဆာဓမ္မဆိုတာကြတော့သူကအင်္ဂလိပ်လိုတော့ပြောရတာနည်းနည်းလေးနားသက်သာစရာရှိတယ် homosexuality လို့ခေါ်တယ်။နော် homosexual